ူတော်ကြားနေရတယ်။သူတကားဖွင့်လိုက်တော့သူမနဲ့ကလာယာကလွဲလို့လူတိုင်းအေးခဲသွားတယ်လို့မျိုးမလုံမရှက်ဘရန်ဒီမှာမကောင်းတဲ့နမိတ်တစ်ခုပေါ်လာတယ်။သူမကင်မီကိုအောက်ခေါ်လိုက်တယ်ဒါပေမဲ့ဘာတမ်းမှပြန်မလာဘူး။ထိန်းချုပ်ခန်းထဲကလူတွေလည်းထိတ်လန့်ကုန်ပြီးပြင်လို့မရရင်ဘရန်ဒီရဲ့တတိကဘွေအားကဘာထဲမှာပိတ်မိနေလိမ့်မယ်။သူမရဲ့ခန္ဓာကိုယ်ကမကြခင်တည်တော့မှရုပ်ရှင်တွေကဘရန်ဒီကလုံးဝကြောက်လန့်တုန်လှုပ်သွားတယ် သူမအော်ဟစ်အကူအညီတောင်းပေမဲ့ဘာတော့ပြန်တမ်းမှမကြရဘူး။ကလာယာကဘေးကနေစိုးရိမ်ကြီးမေးနေတယ်။မင်းမာရီပြောနေတာလေ။ဘရန်ဒီပြောတာတွေကြောင့်သူဘာမှနားမလည်ဘူး။ဘရန်ဒီကသူ့ကိုပြောပြရတော့တယ်။ဒီကဘာကြီးကရုပ်ရှင်ကြီးပဲ။ပပတ်လေကိုကြည့်လိုက်ပါဦးအယောင်လုံးဝမရှိဘူး။ဒီငပြောသီးကအဝါရောင်မဟုတ်ဘူး။ဒီလိမ္မော်သီးလည်းလိမ္မော်ရောင်မဟုတ်ဘူး။ဒါပေမဲ့ကလာယာကပရိုဂရမ်နဲ့ကန့်သက်ခံထားရတယ်။ တန်းတီးကမူလကလေးကဒီအယောင်ပဲလို့ယူဆနေတာ Red or green See none, none of this is real You're not real ကလာယာနားလေအောင်ကိုကကွန်ပျူတာဖန်တီးထားတဲ့ဉာဏ်ရည်တူးတက်တက်ပါ Brandy ကသူ့မကိုမေးတယ်မင်းကလေးဘဝတုန်းကအကြောင်းတွေမှတ်မိသေးလားကလေးဘဝအမှတ်တရတွေရှိလားမင်းပြောပြောနေတဲ့အဖေ ဒါပေမဲ့မင်းဖေရဲ့ရုပ်ရည်ကိုရောပြောပြနိုင်လားကလာယာဖြေချင်ခဲ့တယ်ဒါပေမဲ့ခေါင်းထဲမှာဗလာကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်သူမရဲ့ဘဝအမြင်တွေလုံးဝပြောင်းပြန်ဖြစ်သွားတယ်သူ့တကူလုံးရှုပ်ထွေးသွားတယ်노ထလာသည့်ကိုကိုကိုတိစိတ်ပရိုဂရမ်ရဲ့ကန့်သက်ချက်တွေကိုဖောက်ထွက်ဖို့စနေပြီ I don't I don't like this game No that that's exactly it it's a game it's it's a let's pretend it's a performance your performance brandy ကလည်းသူ့ကိုပြောပြတယ်ငါမင်းကိုအရင်ကဒေါ်ရတီလို့ခေါ်ခဲ့တာသူမကမင်းရဲ့တကယ်အစ်စ်ဖြစ်ပြီးတရုတ်ဆောင်တူပဲမင်းကသူတရုတ်ဆောင်ထားတဲ့စက်ကောင်ပဲကလာယာလက်မခံနိုင်ဘူးသူမအပေါ်ထက်ကိုပြေးတက်သွားပြီးမှန်ထဲမှာသူမကိုသူမကြည့်နေတယ်လက်ချောင်းတွေကိုပုတ်တက်ကြည့်နေတယ်အားလုံးကတကယ်ကိုအစ်စ်တိုင်းပဲငါကဘလို့လောက်တကယ်မဟုတ်ရမှာလဲ ူမပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေနစ်မြုပ်သွားခဲ့တယ်။ကြောက်စရာကောင်းတဲ့မိမိအတလက္ခဏာအကျက်အတဲတခု။သူမရဲ့စိတ်ထဲမှာအဆက်မပြတ်ပွက်လို့ရိုက်နေတယ်။တစ်ဖက်မှာတော့ brandy သဘောပေါက်သွားတယ်။ကုခုနာကလှုပ်လိုက်တာနည်းနည်းလွန်သွားပြီ။သူမကလာရကိုသူ့ဘာသာသူတောင်းပန်လိုက်တယ်။ဒါပေမဲ့သူလည်းဘာမှရှင်းပြလို့မရဘူး။သူ့ကိုဒါကိုပြဆက်တခုလိုပဲသဘောထားလိုက်ပါလို့နာချယုံပဲတက်နိုင်တယ်။လက်တွေ့ဘဝမှာတော့ဘဝဆိုတာပြဆက်တပွဲများတာပဲ။ အတူအစ်စ်ကိုဘာလို့ဂယုဆိုင်နေရမှာလဲ brandy က तू မကိုပြောတယ် तू ကလည်းပမာဆရာဝန်မဟုတ်ဘူးတဲ့ hollywood တရုတ်ဆောင် brandy ပါ तू မဒီကဘာတဲကိုဝင်လာတာဒီကားကိုပြန်ရိုက်ဖို့ပါဒီစကားတွေကြားပြီးတော့ကလာရနားမလည်နိုင်သေးဘူးဒါပေမဲ့စိတ်ထဲမှာနည်းနည်းတော့တတရာရသွားတယ်အ ਨੇ ဆုံးတော့ brandy ကပွင့်လင်းမှုဆန္ဒရှိလို့ပဲရက်တက်နေတဲ့ရုပ်ရှင်ကဘာထဲမှာ brandy နဲ့ကလာရသာလှုပ်ရှားနိုင်တယ် သူတို့ပဲကိုပိုင်စိတ်ရှိလို့လေဒီကဘာရဲ့အမှန်တရားကိုသိရပြီးနောက်ကလာယာထွက်ပြေးခြင်းနဲ့သူမရုပ်ရှင်ကဘာရဲ့အစွန်းစီကိုပြတ်သားစွာဥတီရှောင်လန်းခဲ့တယ်။ရဲရဲလက်ဆန့်ထုတ်လိုက်မတိသေးတဲ့ data line ထံမှုစီကိုစူးစမ်းလိုက်တယ်။အနေရမရှိတာသိတော့သူမ program အတားစီကိုဖျက်ကျော်လိုက်တယ်။နောက်ခံရှိ data ကန်အပြည့်စုံတွေကိုဝင်ရောက်သွားခဲ့တယ်။ဒီနေရာကတုတ်တန်လို့တိတ်ဆိတ်နေပြီးအစုံးမဲ့မှောင်မိုက်မှုတွေနဲ့ဖုံးလွှမ်းနေတယ်။ ဒါပေမဲ့ကလာယာကတော့ခံစားလို့ရနေတယ်။ဒီလစ်ဟာနေတဲ့မောင်မိုက်တွေထဲမှာသူမနဲ့ပတ်သက်တဲ့ရှုပ်ထွေးတဲ့ data စီစဉ်မှုတွေဝတ်ထားတယ်။သူမမျက်နှာကိုစမ်းလိုက်ပြီးစင့်ခေါ်လိုက်ပြီး data site ဖုန်ပေါ်လာတယ်ထပ်လိုက်တယ်လို့ပဲ။သူမနဲ့ပတ်သက်တဲ့ data ပေါင်းများစွာချက်ခနဲ့သူမရဲ့စိတ်ထဲကိုပြည့်နှက်သွားတယ်။သူမရဲ့အစ်စ်မှန်မင်းသမီးဒေါ်ရတီကိုမြင်လိုက်ရတယ်။ Hotel Reverie ရိုက်ကူးပုံအစအဆုံးကိုမြင်ခဲ့ရတယ်။လူများကသူမအပေါ်အပုတ်ချတာကိုမြင်ရတယ်။ ိုကိုကိုတက်တဲ့ခါနီးမြင်ကွင်းကိုလည်းမြင်ခဲ့ရတယ်။ဒီအချိန်မှာတော့သူမဟာ program တန်တက်ချက်တွေကိုလုံးဝဖောက်ထွက်နိုင်ခဲ့ပါပြီ။ဒေါ်ရတီဖြစ်သွားတယ်။ဒီအခိုက်တက်မှာမှသူမသဘောပေါက်သွားတယ်။တကယ်ကိုကတည်နေပြီ။သူမသိမြင်ခံစားခဲ့ရသမျှအားလုံးကညံရီတုဖန်တီးထားတဲ့ပုံစံတူတွေကြီးပဲ။သူမရဲ့တရှိမှုကအတုအယောင်တက်တက်ပဲ။ဒါဟာအတိတ်ပဲမရှိတဲ့စုံပြဆက်တစ်ခုပဲဖြစ်ကောင်းဖြစ်နိုင်တယ်။ကြားရတာဝမ်းနည်းစရာကောင်းတယ်။ ဒါပေမဲ့လက်တွေ့ဘဝကလည်းဒီလိုပါပဲမဟုတ်လားအမှန်နဲ့အတူကြကခြားနာချက်ကိုဘယ်သူကမှတိတိကျကျပြောနိုင်မှာလဲအရာရာတိုင်းအတူဖြစ်နိုင်တယ်ဒါပေမဲ့ခံစားချက်တွေကတော့တကယ်ပါပဲတကယ်ဘဝမှာဒေါ်ရတီညှိုးငယ်နေတယ်ချစ်ရက်နဲ့မရခဲ့ရတာအလင်းစလိုအဆုံးစီရင်ခဲ့ပြီးအခုတော့ပြန်လဲမွေးဖွားလာတဲ့သူမကအခုပြန်လဲရှင်တန်လာတဲ့သူမကတခါတော့အပြင်းထန်ချစ်တင်သလား ဒီလိုတွေးမိတော့သူမဒေတာကန်တဲကထွက်လာတယ်။ဆန်နရနာရောက်လာတော့ရေလိုက်လိုလိုက်အောင်လို့ဆန်နရတန်တွေကသူမရဲ့ညင်သာတဲ့လက်ချောင်းလေးတွေကနေပိုးသားလိုစီးဆင်းနေတယ်။ကျင်းပြတဲ့ချစ်ချင်းမြတ်တာတွေတန်းတာတဲ့ဝမ်းနည်းမှုတွေတေးတန်တဲ့အတူနားထဲစိတ်ဝင်ပြီးရင်ထဲထိရောက်တယ်။ Brandy ကနူးညံ့တဲ့လက်ချောင်းဖျားလေးတွေနဲ့ကလာယာရဲ့ချုံးမှုနေတဲ့လက်ဘင်းကိုဖွာဖွာလေးလိုထိလိုက်တယ်။နူးညံ့မှုတွေပြည့်စုံနေတာ။မိဘွားတွေလို သူ့အသားအရေကစူးကနေပူလောင်သွားတယ်။ ဒါတွေအားလုံးအတုတွေပဲဆိုရင်တော့ဒါပေမဲ့အချစ်ကတော့အမှန်တကယ်ပဲ Brandy နဲ့ Clara တို့စိတ်ချင်းတည်နေကြပြီသူတို့မြစ်တာနဲ့စိတ်ချင်းနားလည်မှုနဲ့သဘောတူညီခဲ့ကြတယ်ဒီလိုနဲ့ဒီငြိမ်သက်နေတဲ့အဖြူမဲအတုအယောင်ကဘာထဲမှာစိတ်ဝိညာဉ်ရဲ့အနက်ဆိုင်ဆုံးကနေထုတ်ယူလိုက်တဲ့မကုံခန်းနိုင်တဲ့ခုံပေါက်စည်းစင်းနေတဲ့အယောင်တွေစိတ်ကြိုက်ချစ်ပါစီးချစ်ပါ အလှဆင်ပါသူတို့ကအချိန်မြင်မြန်စီးစင်းနေတဲ့ထဲမှာ စိတ်ရှုပ်စရာတွေအားလုံးကိုပြစ်ချလိုက် အချစ်နဲ့အချစ်ကယူဆောင်လာတဲ့ခံစားချက်တွေအားလုံးပဲကျန်တော့တယ်လောကီအနှောင်ဖွဲ့တွေမရှိ လူပိုနှောက်ယှက်မှုတွေလည်းမရှိဘူးရုပ်ရှင်ဇလန်းတွေကလောက်ကျန်တက်ဖြတ်တာမျိုးမရှိဘူးလက်တွေ့ဘဝလူဖွဲ့စည်းရဲ့စည်းကမ်းတွေလည်းမရှိဘူးအချစ်ကဒီဖြူမဲကဘာထဲမှာရှင်တန်လာခဲ့တယ်ဖြူစင်တန့်ရှင်းတဲ့ရေလိုင်းတွေဖြစ်သွားတယ်မွေးထွေးစည်းစင်းတဲ့ပြားရည်မြစ်အဖြစ်လည်းပြောင်းလဲသွားခဲ့တယ် ဒါကတော့မှော်စုပ်တဲ့တချောင်းမဲ့အချစ်ရဲ့အယောင်သွေးတွေကိုပုံဖော်နိုင်တာပေါ့။ကြည်လင်တဲ့တိကံမှန်လည်းဖြစ်တယ်။တတန်လိုချုံမြင့်နူးညံ့တဲ့ခံစားချက်တွေကိုထင်ဟပ်ပြတယ်။ဒီထက်ပိုပြီးဖြူစင်တာမြင့်မြတ်တာမရှိတော့ဘူး။ပိုပြီးကုစားပေးနိုင်တဲ့ပိုပြီးကြီးမြတ်တဲ့ပိုပြီးတမူထူးခြားတဲ့ချက်ချင်းဒါက program လုပ်ထားတာမဟုတ်ဘူး။ရုပ်ရှင်ဇာတ်လမ်းလည်းမဟုတ်ဘူး။ဒါဟာလက်တွေ့ထက်ပုံမှုစစ်မှန်တဲ့အချစ်ပဲ။ brandy ကဒီအတိုင်းလေးဆက်ချစ်နေခြင်းတော့မှာပဲ။ ဒါပေမဲ့စနစ်ကပြန်ကောင်းသွားပြီ။လက်တွေ့ဘဝကကင်မီရဲ့အတန်ကိုကြားလိုက်ရတယ်။ဘရန်ဒီရဲ့ပထမဆုံးတုံ့ပြန်မှုကအန်အဝန်းတာတာမဟုတ်ခဲ့ဘူး။စိုးရိမ်စိတ်နဲ့ရုန်ရှားစိတ်တွေသာဖြစ်နေတာ။သူမကကင်မီကိုဒီကအခြေအနေတွေပြောပြခဲ့တယ်။ဒါပေမဲ့ကင်မီကဂယုမဆိုင်ဘူးအခြေအနေကိုပြန်လည်သတ်မှတ်လိုက်ရုံပဲ။ကလာယာအကုန်လုံးမေ့သွားတော့မယ်။ဘရန်ဒီလုံးဝတားဆီးဖို့မမီလိုက်ဘူး။အချိန်ကကင်မီကောက်တွေ့ပြီးတဲ့နောက်ကိုပြန်ရစ်သွားတယ်။ ကလာယာမေ့သွားပုံရတယ်။ဒီအချိန်အတွင်းဖြစ်ခဲ့သည်မြပရိုဂရမ်အတိုင်းပြန်လည်တရုပ်ဆောင်ရတော့မယ်။ဒါပေမဲ့ဗျန်ဒီကတော့ဒီအရာအလုံးကိုလက်မခံနိုင်ခဲ့ဘူး။သူမခဏခဏစိတ်တွေလွင့်နေပြီးပြောရမယ့်စကားတွေမေ့သွားတယ်။အဓိကစကားပြောတွေကတော့ပြောင်းလဲဖြစ်ခဲ့တယ်။ဗရန်ဒီစိတ်ထိကိုက်နေတယ်။လက်မခံနိုင်ဘူး။အရင်ကကလာယာနဲ့ဖြစ်ပျက်ခဲ့သည်မြတွေထင်အောင်ထင်မှာပဲအဲ့ဒီအချစ်ကတော့ရင်ထဲဆွေးမြဲနေတာ။ လောကကြီးတဲကအရာအလုံးထက်တောင်ပိုပြီးအမှန်တကယ်ဖြစ်တယ်။သူမဒီကဘာမှာထာဝရနေခြင်းစိတ်တောင်ပေါက်လာခဲ့တာ။ကလာယာနဲ့အတူဒါပေမဲ့ကင်မီကသူ့ကိုဇညွန်းအတိုင်းလှောက်ခိုင်းခဲ့တယ်။နောက်ဆုံးစကားပြောပြီးထွက်လိုက်။မဟုတ်ရင်သူ့ကိုခန္ဓာသေဆုံးသွားမှာပဲ။နောက်တစ်ခါက Brandy Channel မှာစစ်လိတ်တောက်တာပါ။ကလော့နဲ့သူ့လူတွေလှုပ်ဝက်တိုင်ပင်တာကိုကြားရတော့ကလော့ကလာတာဆောင်လေးကားကိုပြင်ဆင်ခိုင်းခဲ့တယ်။ကလာယာကိုတွန်းချဖို့အခွင့်ရရှာနေတာ။ ဘရန်ဒီကကလာယာကိုဒီသတင်းပြောပြတယ်။ဒါပေမဲ့သူမကမယုံကျင်ဘူး။ဘရန်ဒီရဲစခန်းသွားပြီးအမှုဖွင့်ရတော့တယ်။သူရဲမှုလာဘီနဲ့တွေ့တယ်။လာဘီကကိုလုံးရီမွေးနဲ့တက်မတဲ့တာကိုဘရန်ဒီကသူ့ကိုပြောပြလိုက်တယ်။နောက်ဆုံးအခန်းစပါပြီ။ကလော့ကကလာယာကိုလက်ရန်အစွန်းစီတွန်းကပ်လိုက်တယ်။ပြီးတော့မဲဆဲဆဲမှာဘရန်ဒီအချိန်မီရောက်လာခဲ့တယ်။ကလော့ကတနတ်ထုတ်ပြီးဘရန်ဒီကိုချိန်လိုက်တယ်။ ကလာယာကိုကယ်ဖို့ Brandy ကတနက်ကိုခုံဝင်လူတယ်။ရုံရင်ဆန်ခတ်ဖြစ်နေတော့ Claude ရဲ့ pistol မြေပေါ်ပြုတ်ကျသွားတယ်။ဒါပေမဲ့သူကသူ့မလယ်ဘင်းကိုတင်းတင်းညစ်ထားတယ်။ Brandy အသက်ထွက်တော့မယ်။တနက်တန်ရုတ်တရက်ထွက်ပေါ်လာပြီး Claude ပြုတ်ခွေလဲကျသွားတယ်။ဖြစ်လိုက်တာကလာယာဖြစ်နေတာပဲ။ဒါကမူရင်းဆက်ညွန်အတိုင်းလုံးဝမဟုတ်ဘူး။အခြေအနေပြင်းထန်လာတဲ့အခါကလာယာက program ရဲ့ကန့်သက်ချက်တွေကိုဖောက်ဖက်ခဲ့ပါတယ် စနစ်ပြတ်သွားတော့ကတတိယမိတာကတော့ Brandy နဲ့အတူကုံဆုံးခဲ့တဲ့ပျော်ရွှင်စရာအချိန်လေးတွေပေါ့ဒါကြောင့်သူပြက်ပြက်တသားဖြစ်လိုက်တယ်ရဲတွေလာတော့မယ်ကလာယာက သူ့လင်ကိုတတ်လိုက်ပြီတသက်တကြုံကြခံရဖို့များတယ် Brandy ကကလာယာထောင်ကြတာကိုမဖြစ်စေချင်ဘူးသူမအစားကိုယ်တိုင်အဖြစ်ခံဖို့ဆုံးဖြတ်လိုက်တယ် I love you and I love you မကြခင်ရဲတွေရောက်လာတယ် လာဘီရဲ့အရာရှိကဘရန်ဒီကိုမှတ်မိသွားတယ်။သူ့လူတွေကိုမပစ်ခိုင်းတော့မလို့။ကလာယာကသူ့ကို ရုတ်တရက်ပစ်လိုက်တယ်။ Oh god. ဘရန်ဒီသူ့အစာအပြစ်မခံရအောင်လို့ကလာယာကရဲကို တိုက်ခိုက်တဲ့နီးနဲ့ကို့အသက်ကိုအဆုံးသတ်ခဲ့တယ်။အခု तू မဟာကလာယာလည်းမဟုတ်ဘူး၊ဒေါ်ယာတီလည်းမဟုတ်ဘူး။ तू မဒီအချစ်အတွက်ပေးဆက်ခဲ့သည့်ကိုယ်တိုင်ပဲ။ तू မဒီလိုပြက်ပြက်တတ်တာ အချစ်ရဲ့အမှန်တရားအတွက်မတွန့်ဆုတ်ပဲတရားအလုံးကအတုအယောင်တွေဖြစ်နေတာဆိုတော့ဒါဆိုသူမလက်တွေ့ဘဝစီတန်းပြီးတော့မယ်လက်တွေ့ကတေးရမယ်ဆိုရင်တော့ brandy ကြေကွဲပြီးရှာကြည့်တင်ငင်ငူနေတယ်အခုဆိုရင်ဇလန်းစီကြောင်းပြီးဆုံးသွားပြီ brandy ရဲ့ခန္ဓာကိုယ်ရှော့ရတော့မလို့ဖြစ်နေပြီသူမနောက်ဆုံးစကားကိုပြောမှစတဲ့င်းကိုဖြစ်ပေါ်စေမယ်ဒီလိုမှသာရုပ်ရှင်တွေကနေလွတ်မြောက်နိုင်မှာ မဟုတ်ရင်အသက်အန္တရာယ်ရှိလိမ့်မယ် ဒါပေမဲ့ brandy ကငိုရင်းမရဘူးလို့ပြောတယ်။သူမဒီအတိုင်းတက်လာရကိုထားခဲ့လို့မရဘူး။ဒါပေမဲ့ကလာယာကတည်ပြီးသူဒီမှာဆက်နေလဲအတိတ်ပဲမရှိတော့ဘူး။ဇလန်းကအဆုံးသတ်ပြီး brandy ထွက်လာနိုင်ခဲ့ပြီ။ဒီဆက်သိန်းကမူရင်းနဲ့လုံးဝမတူဘူး။ဒါပေမဲ့ပို့ပြီးတော့ရင်ထဲထိရောက်တယ်။မကြခင် Hotel Reverie Rebirth က streaming မှာထွက်ရှိလာပါပြီ။ ဤပညာအသစ်တွေရဲ့အကူအညီနဲ့ထူးခြားတဲ့ဇာညွန့်ပြန်လည်ပြင်ဆင်မှုတွေကြောင့် Brandy ရဲ့နာမည်ကြီးမှုကြောင့်လည်းပါဒီကားကအရန်ကိုချီးကျူးခံခဲ့ရတယ်ဒါပေမဲ့ Brandy ကတော့အင်မတန်မှစိတ်ပြတ်အားငယ်နေခဲ့ရတယ်ကိုကိုကိုလက်ခံအောင်မလုပ်နိုင်လို့ရုပ်ရှင်ထဲမှာဖြစ်ပျက်ခဲ့တဲ့များကတရုပ်ဆောင်တာတသက်ပဲဒါကတော့အဖြူစင်ဆုံးနဲ့အစစ်မှန်ဆုံးချစ်ချင်းမြတ်တာပဲဘယ်သူမှပြောင်းလဲလို့မရဘူး Brandy ရဲ့စိတ်ပြတ်တာကိုရိပ်မိသွားလို့လားမသိဘူး ကင်မီကသူ့ကိုအထူးလက်ဆောင်ပေးလိုက်တယ်။အိမ်မက်ဟောင်းပြန်လဲအသက်သွင်းစနစ်ကိုဖွင့်လိုက်ပါ။အထူးဖုန်းကိုချိတ်ဆက်ပါ။အဲ့ဒါဆိုရင်ရုပ်ရှင်တွေကကလာယာကိုဖုန်းခေါ်လို့ရပြီ။မျက်နှာပြင်ကနေဘရန်ဒီနောက်ဆုံးတော့တစ်ခါပြန်ကလာယာနဲ့တွေ့ဆုံခဲ့ပါတယ်။ကလာယာရဲ့ယဉ်နီးနေတဲ့အတန်ကိုကြားလိုက်ရတော့သူမစိတ်လှုပ်ရှားလွန်းလို့အသက်ရှူမဝဘူးဖြစ်နေတယ်။ခဏကြာမြကြောင်းသွားပြီးမှဘရန်ဒီကတုံဆိုင်စွာစကားဆပြောလိုက်သည် "Hi" Who's this? A uh, friend? Do I know you? Yes and no. what an intriguing answer. လက်တွေ့နဲ့အတူအယောင်ကြားချိတ်ဆက်ပေးတဲ့ဖုန်းတစ်လုံးဘရန်ဒီရဲ့စိတ်ကိုနည်းနည်းလေးတက်တာရရစေခဲ့တယ်။ကလာယာရဲ့ညှို့ငယ်နေတဲ့စိတ်ထဲမှာလည်းအလင်းရောင်တစ်စင်းဖြာဝင်လာခဲ့တယ်။ ဖြစ်နိုင်ခြေအသစ်တစ်ခုပေါ်ပေါက်လာနေပုံရတယ်